ဥရံပါဠိတော်မှာမှတ်တမ်းတင်ထားတာလေးတခုရှိတယ်။ဝိတာခသုတ်တံတဲ့။အခါတော်ဗာမြတ်စွာဘုရားတာဝိတိပီပုဗ္ဗာယုံเจ้าမှာတရင်သုံးနေတယ်။ဒီနေ့မှာเจ้าမကြီးဖြစ်တဲ့ဝိတာခနေ့လေခင်ကြီးမြတ်စွာဘုရားကြီးရောက်လာတယ်တဲ့။ဝိတ္တရာလည်းရည်ရည်စုလို့။စပင်တရာလည်းရည်ရည်စုလို့။ဝမ်းနေတဲ့အထိမ့်မှန်နေနေမှာပေါ့။ ီတော့မြတ်စွာဘုရားကဝိတာခာနေတယ်ခင်ကြီးငါးစီမလှုပ်လာတာတော့လို့မေးတော့မြတ်စွာဘုရားတဲ့တပည့်တော်အလွန်ချစ်ရတဲ့မြင်းမလေးကိုယ်လိုနှိစရောက်သွားလို့မြတ်စွာဘုရားစီလာတာပါဘုရားလို့ရှောက်တယ်ပူလောင်လုံးလို့တတ်တာရလာရှာတဲ့သဘောနေမှာပေါ့ဒီတော့မြတ်စွာဘုရားကရုတ်တရက်ဗာမေးလဲဆိုတော့ ဝိတာကဟောဒီတာဝတိပြည်မှာရှိတဲ့လူတွေလောက်အလွန်ချစ်စရာကောင်းတဲ့သားတွေမြေးတွေရမယ်ဆိုရင်ယူမလားလို့မေးတယ်တဲ့ဒီတော့ဝိတာကဘာပြန်ဖြေလဲဆိုတော့ယူမယ်ဖျားတဲ့အလွန်ချစ်စရာကောင်းတဲ့သားတွေမြေးတွေဝိုင်းဝိုင်းလေနေရင်ဘဝကပျော်စရာကြီးလို့တွေးပြီးတော့ဖြေသလားမသိပါဘူးယူမယ်ဖျားတဲ့ ယူမေဖျားဆိုတော့မြတ်စွာဘုရားကအဆက်မိလေဝိတခာတဲ့အဲ့ဒီတာဝတိမြို့မှာဒီနေ့ဒီနေ့လူပနယောက်တည်တော့မြတ်စွာဘုရား၄50ယောက်လောက်တော့နေတိုင်းတည်နေကြတာပဲဘုရားလူမတည်တဲ့နေ့ရလို့မရှိပါဘူးဘုရားလို့ဆိုတော့မြတ်စွာဘုရားကဝိတခာအဲ့ဒါလို့ဆိုရင်တင့်မှာမငိုရတဲ့နေ့ရလို့ဒီနေ့မှာမရှိနိုင်တော့ဘူးမဟုတ်လား မပူရတဲ့နေ့ရတို့ဒီနေ့မှမရှိနိုင်တော့ဘူးမဟုတ်လားလို့မိတ်ရှိလိုက်တယ်တဲ့ဒီတော့မှဝိတာခါလည်းမျက်စိလည်းပြေးသွားတယ်မြတ်စွာဘုရားဒီလောက်များပြန်လာတဲ့သားတွေမြေးတွေနဲ့တပည့်တော်အတွက်အကျိုးမရှိတော့ပါဘူးဘုရားလို့ပြန်ပြေးတယ်တဲ့ဒီတော့မှမြတ်စွာဘုရားကဝိတာခါကိုတရားဟောတယ်ဝိတာခါဟောဒီလောကကြီးမှာ ချစ်ခင်စရာတရားရှိတဲ့သူဟာဆင်းရဲဒုက္ခတရားရှိနေတာနဲ့အတူတူပဲချစ်ခင်စရာ90ရှိရင်ဆင်းရဲဒုက္ခ90ရှိနေတာပဲချစ်ခင်စရာ80ရှိရဲ့ဆိုဆင်းရဲဒုက္ခ80ရှိတာပဲအဲ့ဒါတဖြည်းဖြည်းနဲ့လျှော့လျှော့ဟောတယ်နောက်ဆုံးချစ်ခင်စရာတစ်ခုရှိတဲ့သူဟာဆင်းရဲဒုက္ခတစ်ခုရှိနေတာပဲတဲ့ဧကံပြည့်ရန်ဧကံဒုက္ခ ချစ်စရာတစ်ခုရှိရင်ဆင်းရဲတစ်ခုရှိတယ်။ဘေးပြရန်တွေ့ဒုက္ခချစ်စရာနှစ်ခုဆိုရင်တော့ဆင်းရဲဒုက္ခလည်းနှစ်ခုပဲပေါ့။ဒီလိုဒေသနာမျိုးတွေကိုစွဲနေအောင်မှတ်ထားရမယ်။ဧကံပြရန်ဧကံဒုက္ခအချစ်တစ်ခုဟာဆင်းရဲတစ်ခုပဲ။တွေ့ပြရန်တွေ့ဒုက္ခအချစ်နှစ်ခုဆိုရင်တော့ဆင်းရဲလည်းနှစ်ခုပဲ။ ကြည်ချင်းနဲ့ဆင်းရဲဟာအချိုးညီသွားနေတယ်ဆိုတဲ့သဘောပဲဘဝဆိုတာနေရာမှာသဘောတွေနဲ့သွားနေတာဒါလို့ရင်ဒါဖြစ်မယ်ဒါမလို့ရင်ဒါမဖြစ်ဘူးအကြောင်းအကျိုးသဘောတွေကြည်ချင်းဆိုတာကြီးဖြစ်မရင်တော့ဆင်းရဲဆိုတာကြီးကလည်းဖြစ်လာတော့မှာပဲဒါလို့မရဘူး ချစ်ချင်းကိုမလျှော်ဘဲနဲ့ဆင်းရဲဒုက္ခတွေဟာဘယ်တော့မှညှော်နေသွားမှာမဟုတ်ဘူးလောကကိုအကောင်းထင်နေသည်မြလေချစ်ချင်းတွေကဘယ်တော့မှညှော်နေသွားမှာမဟုတ်ဘူးတကယ်ကလောကဆိုတာဒုက္ခသစ္စာမကောင်းမွန်တဲ့သဘောတွေရဲ့ဖြစ်စဉ်ကြီးပဲဒီအမှန်တရားကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တာလောကဆိုတဲ့ယုံနယ်ရဲ့အပေါ်မှာ မြဲမပြတ်စောင့်ကြည့်မှုလို့ဆိုတဲ့သတိပဋ္ဌာန်တရားနဲ့ကင်းနေသေးသမျှအမှန်မသိမှုဝိဇ္ဇာတွေက ပုံလွှမ်းနေဦးမှာပဲဝိဇ္ဇာကြီးကြီးသလောက်ချစ်ချင်းတွေကလည်းကြီးနေဦးမှာပဲချစ်ချင်းကြီးကြီးသလောက်ဆင်းရဲတွေကလည်းကြီးနေဦးမှာပဲချစ်ချင်းဖြစ်ရင်ဆင်းရဲဖြစ်မယ်ချစ်ချင်းမဖြစ်ရင်ဆင်းရဲမဖြစ်ဘူးချစ်ချင်းများရင်ဆင်းရဲများမယ် ခြေချင်းနေရင်ဆင်းရဲနေမယ်ခြေချင်းမရှိရင်ဆင်းရဲမရှိဘူးခြေချင်းအပြည့်ဆိုရင်တော့ဆင်းရဲကလည်းအပြည့်ပဲပေါ့ခါတပါမြတ်စွာဘုရားတာဝိထိပ္ပိပုဗ္ဗာယုံเจ้าမှာတရင်သုံးနေတယ်ဒီနေ့မှာเจ้าမှာကြီးဖြစ်တဲ့ဝိသာကနေလေခင်ကြီးမြတ်စွာဘုရားကြီးရောက်လာတယ်ဝိတ္တရာလည်းကြီးရေးဆို စပင်နေရာလဲရေးရီဆိုဝမ်းနေတဲ့ထိမ့်မှန်နေနေမှာပေါ့ဒီတော့မြတ်စွာဘုရားကဝိတာခာနေတယ်ခင်ကြီးငါးစီမလှုပ်လာတာတော့လို့မေးတော့မြတ်စွာဘုရားတဲ့တပည့်တော်အလွန်ချစ်ရတဲ့မြင်းမလေးကိုယ်လိုနေစာရောက်သွားလို့မြတ်စွာဘုရားစီလာတာပါဘုရားလို့ရှောက်တယ်ပူလောင်လုံးလို့တက်တာရလာရှာတဲ့သဘောနေမှာပေါ့ ဒီတော့မြတ်စွာဘုရားကရုတ်တရက်ဘာမေးလဲဆိုတော့ဝိတာကဟောဒီတာဝတိပြည်မှာရှိတဲ့လူတွေလောက်အလွန်ချစ်စရာကောင်းတဲ့သားတွေမြေးတွေရမယ်ဆိုရင်ယူမလားလို့မေးတယ်တဲ့ဒီတော့ဝိတာကဘာပြန်ဖြေလဲဆိုတော့ယူမယ်ဘုရားတဲ့အလွန်ချစ်စရာကောင်းတဲ့သားတွေမြေးတွေဝိုင်းဝိုင်းလေနေရင် ဘွားကပြောကြရကြီးလို့တွေးပြီးတော့ဖြေသလားမသိပါဘူးယူမယ်ဖျားတဲ့ယူမယ်ဖျားဆိုတော့မြတ်စွာဘုရားကအဆက်မေးလေဝိတခာတဲ့အဲ့ဒီတာဝတိမြို့မှာဒီနေ့ဒီနေ့လူပနှယောက်တည်တော့မြတ်စွာဘုရားဒီ90ယောက်လောက်တော့နေတိုင်းတည်နေကြတာပဲဖျားလူမတည်တဲ့နေ့ရလို့မရှိပါဘူးဖျားလို့ဆိုတော့မြတ်စွာဘုရားက ဝိတာခာအဲ့ဒါလို့ဆိုရင်တင့်မှာမငိုရတဲ့နေ့ရလို့ဒီနေ့မှမရှိနိုင်တော့ဘူးမဟုတ်လားမပူရတဲ့နေ့ရလို့ဒီနေ့မှမရှိနိုင်တော့ဘူးမဟုတ်လားလို့မိတ်ရှိလိုက်တယ်တဲ့ဒီတော့မှဝိတာခာလည်းမျက်စိလည်းပြေးသွားတယ်မြတ်စွာဘုရားဒီလောက်များ ပြန်လာတဲ့သားတွေမြေးတွေနဲ့တပြည့်တော်အတွက်အကျိုးမရှိတော့ပါဘူးဘုရားလို့ပြန်ဖြေတယ်ဒီတော့မှမြတ်စွာဘုရားကဝိတာခာကိုတရားဟောတယ် ဝိတကဟောဒီလောကကြီးမှာချစ်ခင်စရာတရားရှိတဲ့သူဟာဆင်းရဲဒုက္ခတရားရှိနေတာနဲ့အတူတူပဲချစ်ခင်စရာ90ရှိရင်ဆင်းရဲဒုက္ခ90ရှိနေတာပဲချစ်ခင်စရာ80ရှိရဲ့ဆိုဆင်းရဲဒုက္ခ80ရှိတာပဲအဲ့ဒါတဖြည်းဖြည်းနဲ့လျှော့လျှော့ဟောတယ်နောက်ဆုံးချစ်ခင်စရာတစ်ခုရှိတဲ့သူဟာဆင်းရဲဒုက္ခတစ်ခုရှိနေတာပဲတဲ့ เอกံဣယံเอกံဒုက္ခံဖြစ်เสียတခုရှိရင်ဆင်းရဲတခုရှိတယ်ဘေးပိယံတွေဒုက္ခံဖြစ်เสียနှစ်ခုဆိုရင်တော့ဆင်းရဲဒုက္ခလည်းနှစ်ခုပဲပေါ့ဒီလိုတည်တနာမျိုးတွေကိုစွဲနေအောင်မှတ်ထားရမယ်เอกံပိယံเอกံဒုက္ခံအချစ်တခုဟာဆင်းရဲတခုပဲတွေပိယံတွေဒုက္ခံ ချင်းနှစ်ခုဆိုရင်တော့ဆင်းရဲလည်းနှစ်ခုပဲချစ်ခြင်းနဲ့ဆင်းရဲဟာအချိုးညီသွားနေတယ်ဆိုတဲ့သဘောပဲဘဝဆိုတာနေရာမှာသဘောတွေနဲ့သွားနေတာဒါလို့ရင်ဒါဖြစ်မယ်ဒါမလို့ရင်ဒါမဖြစ်ဘူးအကြောင်းအကျိုးသဘောတွေချစ်ခြင်းဆိုတာကြီးဖြစ်မရင်တော့ဆင်းရဲဆိုတာကြီးကလည်းဖြစ်လာတော့မှာပဲဒါလို့မရဘူး ချစ်ချင်းကိုမလျှော်ဘဲနဲ့ဆင်းရဲဒုက္ခတွေဟာဘယ်တော့မှညှော်နေသွားမှာမဟုတ်ဘူးလောကကိုအကောင်းထင်နေသည်မြလေချစ်ချင်းတွေကဘယ်တော့မှညှော်နေသွားမှာမဟုတ်ဘူးတကယ်ကလောကဆိုတာဒုက္ခသစ္စာမကောင်းမွန်တဲ့သဘောတွေရဲ့ဖြစ်စဉ်ကြီးပဲဒီအမှန်တရားကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တာလောကဆိုတဲ့ယုံနယ်ရဲ့အပေါ်မှာ မြဲမပြတ်စောင့်ကြည့်မှုလို့ဆိုတဲ့သတိပဋ္ဌာန်တရားနဲ့ကင်းနေသေးသမျှအမှန်မသိမှုဝိဇ္ဇာတွေက ပုံလွန်နေဦးမှာပဲဝိဇ္ဇာကြီးကြီးသလောက်ချစ်ချင်းတွေကလည်းကြီးနေဦးမှာပဲချစ်ချင်းကြီးကြီးသလောက်ဆင်းရဲတွေကလည်းကြီးနေဦးမှာပဲချစ်ချင်းဖြစ်ရင်ဆင်းရဲဖြစ်မယ်ချစ်ချင်းမဖြစ်ရင်ဆင်းရဲမဖြစ်ဘူးချစ်ချင်းများရင်ဆင်းရဲများမယ် ခြေချင်းနေရင်ဆင်းရဲနေမယ်ခြေချင်းမရှိရင်ဆင်းရဲမရှိဘူးခြေချင်းအပြည့်ဆိုရင်တော့ဆင်းရဲကလည်းအပြည့်ပဲပေါ့